ဒီမာဖီးယားစစ်တပ်ရဲ့ကောင်တွေဟာလူအားဝလိုက်သေးတယ်လူတွေအားလုံးရဲ့ခေါင်းတလုံးထက်မှနေကျင်တယ်လူဘာဝလာမဝလာဒီလိုမျိုးဟိုစောက်ပေါ်နဲ့ဟိုမရေချောက်ဂန်ဒူးကအမျိုးအစားဘုံမူတွေဘိုလ်ချုပ်တွေရဲ့တခိုးတမြဘုံမူဘိုလ်ချုပ်အမျိုးအစားတွေနဲ့ဒီတိုင်းအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်တင်းထူးတည်တင်းကောင်းတည်တင်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဥဝတော်ဥဝတော်အစီမှာကလာမုံဒီရေမွတ်စလင်မုံဒီရေမရှိဘူးဗျာ ြီးဥွားသွားနေတယ်ဆိုတာက तू ကမြေပြင်မှာလက်တွေ့လက်တွေ့မှာ तू ကမြေပြင်မှာနေနေတာနော်ဟို तू तू ကာရာအိုကေတို့ KTV တို့ထောင်ပြီးတော့လဲ तू ပတ်စံကောက်စားလို့များပတ်စံတောင်းလူမိုက်လဲ तू မလို့နော်ဟိုထောင်နိုင်လဲ तू မလို့ तू ပေါ်တင် तू စစ်တက်စီကနေပြီးတော့ तू ရိတ်ခါတွေလက်နဲ့တွေတောင်းနေယူတယ် तू ဒေတာကို तू ကာကွယ်တယ် ဒါဒါဥပမစာပိုင်းနော်ဟိုဘက်ချန်တော့ဒါကိုသဘောတူခြင်းမတူမယ်လက်ခံခြင်းမလက်ခံမယ်ဒါပေမဲ့ဥဝါတော်ရဲ့စိတ်တန်းနဲ့စိတ်နေစိတ်ထားကဟိုဘက်ကောဒီဘက်ကောမချတော့သူဒါပဲသူလိုချင်တယ်နော် ကိုဘက်ကလည်းလာပြီးတော့သိရပလားအသူတို့ရဲ့ဒီလက်နက်ကင်တောင်းလိုင်းကြီးမှာပါဝင်ဖို့အတွက်စီယုံနာတို့ဖိအားပေးတာတို့လောက်တာမလို့ခြင်းဒါဘာဖြစ်လို့လဲဆိုအဲ့လိုမျိုးလာပြီးတော့လုံမယ်အဲ့လိုလာပြီးတော့ဟွန်င်းဖြစ်မယ်ဆိုလို့ရှိရင်ဟိုကစစ်တပ်ကလာမယ်စစ်ကြောင်းလာမယ်သူတို့တိုင်မို့လို့ဒီမှာစစ်တွေဖြစ်ကြမယ်ခြားကြမယ်သူကသူ့ရဲ့ဒီအထဲမှာပါဝင်လာတဲ့အနေထားရိုးရိုးရှင်းရှင်းလေးပဲနော်သူအေးအေးချမ်းချမ်းပဲသူနေခြင်းတယ်တယောက်နဲ့တယောက် တက်ပြက်နေကြတာတွေဟိုအယောင်တွေဒီအယောင်တွေဟိုဟာတွေဒီဟာတွေဒါတွေကိုသူမလိုချင်ဘူးเนาะဒါလေးတစ်ခုပဲရှိတယ်အဲ့တော့ဒါလေးတစ်ခုရှိပြီးတော့ तू ကအဲ့ဒါကြီးကိုဖြစ်ဖို့အတွက်ကို तू နဲ့ तू ပဲဥဆောင်ပြီးတော့လူတွေလိုက်စုရတာစစ်တပ်ကကျေးဇူးရှင်မဟုတ်ဘူးเนาะစစ်တပ်ကအဲ့နေရာမှာဥပဒေအများဆက်ဆက်ဘာမှအကူအညီပေးတာမဟုတ်ဘာမှလှုပ်ပေးတာမဟုတ်ဘူးเนาะ ပြောနေတာတိုင်းပြည်ကိုကာကွယ်မယ်ကာကွယ်မယ်လို့လားပြောနေတာတို့ခုကျွန်တော်ကြားပါတယ်ဟုတ်လားဟိုညင်းမာတယ် YouTube မှာဗာတိုင်းမှုကဥပဒေဟောပါရိုက်မယ်ဆိုတော့เนาะအဲ့အခုနောက်ပိုင်းပေါ့ဗျာဥတန်းရွှေကြီးနောက်ပိုင်းဥတန်းရွှေကြီးလက်ထက်မှာအဲ့ DSA တို့ ODS စင်းလို့ဆိုတဲ့အကောင်တော်တော်များများဘုံမှုဆိုလို့ရှိရင်နှမျိုးနှစားရှိတယ်ပထမဘုံမှုကဘုံပထမဘုံမှုကအဲ့ကောင်စောက်ပေါ်မရေချောင်းမဟုတ်လို့ရှိရင်ဒီကောင်ကတခိုးတပြနှစ်ခုပဲရှိတယ် နော်ဦးတိုင်းရဲ့လက်ထက်မှာခမ DSA တို့ ODS တို့စင်းခဲ့တဲ့နော်စင်းခဲ့ပြီးတော့မှဗိုလ်မှူးတွေဗိုလ်ချုပ်တွေဖြစ်လာတဲ့အကောင်တွေအကုန်လုံးဟာစောက်ပေါ်နဲ့မရဲချောင်းမဟုတ်လို့ရှိလို့ရှိရင်စောက်ပေါ်မရဲချောင်းနဲ့ဂန်နူးမဟုတ်လို့ရှိရင်နောက်တစ်မျိုးတစားတခိုးနဲ့ဓမြဒီနှမျိုးပဲရှိတယ်ဒီစစ်တပ်ထဲမှာနော်အဲ့တော့ဟုတ်ဟုတ်တော့ဒီကောင်တိုင်းမှုဟာခွေးမသားပါရိုက်မယ်ဆိုတဲ့အခါကျတော့ နော်အဲ့တော့စကားဆက်ကြတော့ဟောဗျာနော်အဲ့တော့ဥကသူကသူကဒါမျိုးဖြစ်ဖို့အတွက်သူဒေတာမှာရှိတယ်ဟလာလူတွေကသူစီးယုံတယ်ဟလာသူပြီးစောသူတွေကိုဝင်ခိုင်းတယ်ဂျင်းတ်တူဂျင်းတ်တဲ့လူရှိတယ်ဗျာမဂျင်းတ်တဲ့လူရှိတယ်နော်အဲဂျင်းတို့တချို့ခုနကကျွန်တော်ပြောခဲ့ပြောတချို့ကသူတို့အမေတွေတားသမီးတွေပါတည်တဲ့အခါကျတော့나ကြီးစိတ်နဲ့ဝင်တဲ့လူတွေရှိတယ်လို့မျိုးတချို့ကြတော့85ရာခိုင်နှုန်းကမလုံချင် နော်အဲ့တော့မလုတ်ချင်လားမလုတ်ချင်လားသူတို့ဒီစစ်တပ်နဲ့သူတို့နဲ့အစင်ပြေလားမပြေလားဆိုတာကို ကျွန်တော်ဒီအရင်တော့က YouTube တို့ Facebook မှာတင်ခဲ့တဲ့သူတို့ရဲ့ပြောစကားတွေကိုငါတို့ပြန်ရှာပြီးတော့နားထောင်ကြည့်နော်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးတွေပြောပြက်ပြီးတော့ဟိုနေ့ဖြစ်တော့မှဟာလာအာဟိုလက်နက်တွေရိတ်ခါကြီးတွားပို့တယ်ဥဟာတွားယူတခါတည်းနေပြီးတော့ခေါ်ပြီးတော့မှလာဟိုနေ့ ြစ်တာဘာညာဘောဗျာဇလန်းနေဟလာနောက်ပိုင်းကြမှာဒါသူတို့ဆက်ပြီးတော့ဖြစ်တာအဲ့တော့ဒီဥဟာသွားနဲ့ပြူစောတီးဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောတဲ့အခါမှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကเนาะဟိုသူတို့ကိုတိုက်ခိုက်ဖို့ထဲစာလို့ရှိလို့ရှိရင်စီယုံဘူအတွက်ကိုကျွန်တော်တို့အနည်းချက်ပြောင်းရမယ်ဥတီချက်ပြောင်းရမယ်เนาะ ဟိုအခုကျွန်တော်တို့ဒီဆရာနာရှင်စနစ်တိုက်ဖြတ်ရေးဘက်မှာရှိနေတဲ့သတင်းမီဒီယာပေါ့ဗျာ mainstream ပေါ့ပြောသဘောထားပေါ့ mainstream မီဒီယာတွေဟုတ်လား DVB တို့ ARD တို့ KTD တို့ဘာတို့ညာတို့မှာသူတို့ကပြူစောထီးတွေကိုသူတို့ကဟိုတိုက်ခိုက်နေတဲ့ဇာတ်တွေပဲပြောနေတယ်ဒါပေမဲ့ပြူစောထီးတွေရဲ့အခြေအနေနဲ့အကြောင်းရင်းတရားနည်းနည်းနင်းနင်းကိုเนาะဒီလိုမျိုး investigate လုပ်ပြီးတော့ သူစောတိတွေဒုက္ခရောက်ဘလို့ဒုက္ခရောက်နေလဲဥမာမြေစားရရမရှိဘူးဗျာဟာလက်နဲ့ရိတ်ခါကြည်စံအပြည့်စုံမရှိဘူးဗျာပြီးတဲ့အခါကျရင်အမြဲတမ်းလူတွေရဲ့ခေါင်းတလုံးအထက်မှာအမြဲတမ်းပိုနေခြင်းနဲ့ဒီမာဖီးယားစစ်တပ်ကကောင်းနေနဲ့ဟုတ်လားဘလို့ဆက်ဆံရေးအဆင်မပြေတာနော်ဒါမျိုးတွေဖြစ်နေတာကိုကျွန်တော်တို့ကပေါ်ထုတ်ပြီးတော့ပြူစောတီးတွေဘက်ကနေပြီးတော့เนาะ တူစောတီးတွေဘလို့ဒုက္ခရောက်နေတယ်ဘလို့ခံစားနေရတယ်စစ်တပ်ရဲ့လူဘွားဝမှုကို မာဖီးယားစစ်တပ်ရဲ့လူဘွားဝမှုကိုဟုတ်လားဘလို့မျိုးခံနေရတယ်ဘလို့မျိုးရှေ့ထဲနဲ့မြေတွေမှာထိုးကြွေးခြင်းခံနေရတယ်နော်ဒါတွေကိုဒီကျွန်တော်တို့ဆီယနာရှင်စနစ်ကိုတိုက်ခိုက်နေတဲ့ mainstream media တွေကပေါ်အများအားဖြင့်ဓာရီကို ပြောပြီးတော့ပြူစောထီးတွေကို ကိုယ့်ဘက်ကိုပါလောင်ကျွန်တော်တို့ကနေပြီးတော့ စီယုံမှုတွေကိုလောက်ရမယ်နော်ဒီပြူစောတိတွေကလည်းအခုဒီစစ်မှုထမ်းတွေလိုပဲနော်ဒီစစ်မှုထမ်းတွေလိုပဲကိုကိုရဲ့ရာဂန်တော့ဘယ်သူမှဒီပြူစောတိရဲ့လို့လောက်ချင်တာမဟုတ်ဘူးသူတို့ဒေတာသူတို့အခြေအနေသူတို့အကြောင်းတရားအရာပြူစောတိရဲ့လို့ဖြစ်လာတယ်အပြူစောတိရဲ့လို့ဖြစ်လာပြီးတဲ့အခါကျတော့လမ်းလမ်းရိတ်ခါမရှိခြေစံမရှိ အကြီးအကဲမရှိတဲ့အပြင်ဒီမာဖီးယားစစ်တပ်ရဲ့ကောင်တွေဟာအလူအားဝါလိုက်သေးတယ်လူတွေအားလုံးရဲ့ခေါင်းစလုံးထက်မှနေကျင်တယ်လူဘာဝါလာမဝါလာဒီမိဒီလာဂိမ်းမှာဖြစ်တဲ့ကိစ္စကိုကြည့်ပေါ့ဟုတ်တယ်ဗလားဒီကောင်လားဗျာပြန်နှံဝင်အရာရှိဆိုတာဒီလိုကောင်မျိုးတွေကသာနိုင်ငံမှာအမြဲတမ်းတာဝန်ပေးပြီးတော့ခိုင်းနေတာဒီတိုင်းပြည်မှာပြည်သူလူထုနဲ့ဒီစစ်တပ်နဲ့သွေးမကွဲပဲနေမလားဒီတိုင်းပြည်မှာဒီကောင်တွေအခုဗိုလ်မှူးဆိုတဲ့ကောင်တွေလောက်ငယ်သားနဲ့ ဟိုသူမကွယ်ပဲဘလို့လို့နေမလဲဟလာဒီလိုမျိုးဟိုစောက်ပေါ်နဲ့ဟိုမရေချောက်ဂန်ဒူးကအမျိုးအစားဘုံမူးတွေဘိုလ်ချုပ်တွေရဲ့တခိုးတမျှအဘုံမူးဘိုလ်ချုပ်အမျိုးအစားတွေနဲ့ဒီတိုင်းပြည်ကိုဒီကောင်နေဒီလိုရန်နေမှာတော့ကျွန်တော်တို့တိုင်းပြည်မှာပြည်သူလူထုနဲ့ဟုတ်လားစစ်တပ်နဲ့သွေးမကွဲစရာအကြောင်းမရှိဘူးเนาะအဲ့တော့ကျွန်တော်ခုနအခုကျွန်တော်ပြောတဲ့ဥဟာသွားနဲ့ပြူစောတိချောင်းပြောတဲ့အဲ့ဒီသခိုင်းဒေတာက တပတ်ကဆေးရနာရှင်စနစ်ငါတို့ခေတ်ကိုနောက်ဆုံးဖြစ်စေရမယ်ဆိုပြီးတိုက်ပွဲဝင်နေတဲ့လူတွေအရဲ့လွမြောက်နေမြည်လीဗျာဟုတ်လားကချင်ရှမ်းချင်းဟမ်ဒါတွေကိုခင်ဗျားဒီမကွေးစကိုင်းရခိုင်ဆက်ဆက်ပြီးတော့သွားနေဒီစကိုင်းတိုင်းလွမြောက်ရေဒီနေမြည်ဒေတာကြီးမှာဟုတ်လားဒီဥတော်ဥဟာတော်ခေါင်းဆောင်နဲ့ ကျူစောတီတွေကိုခင်ဗျားတို့စစ်တပ်ဘက်ကနေပြီးတော့ခင်ဗျားတို့ဘက်ကို လုံလုံလားလျားကြီးပါလာအောင်မစည်းရုံနိုင်တော့မှပဲเนาะအင်အားတွေတခုဖြစ်သွားအောင်အတွက်ကို လုံနိုင်လို့ရှိလို့ရှိလို့ရှိရင်ခင်ဗျားတို့အခုတိုက်နေတဲ့ဒီဒီစကိုင်းဒေတာဟိုနေလွတ်မြောက်နေနေကြီးอ่ะလုံချုံနေလေဗျာမဟုတ်ဘူးလားကျွန်တော်ဆိုလို့တာဒါကဟိုစကိုင်းတစ်ခုတည်းပဲရှိသေးတယ်เนาะ မဒါစကိုင်းဒါကစကိုင်းတစ်ခုလည်းပဲရှိသေးတယ်။အော်ကြံနဲ့ဟိုဟုတ်ပါတယ်။အစိုးရဆိုတာက EV လို့ခေါ်တယ်နော်။ဟိုနေ့အကိုရနားမလဲလို့အကိုလားညီလားတော့မသိဘူးနော်။ကျွန်တော်တို့ဒီ political scientist နိုင်ငံရေးသိပ္ပံပညာမှာနော်အစိုးရဆိုတာကို EV EV ဆိုတာမာနမကောင်းဆိုးဝါလို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်တို့ရန်သူမျိုးမျိုးကျွန်တော်တို့ဗုဒ္ဓဘာသာယဉ်ကျေးမှုအရမှာဆိုလို့ရှိလို့ရှိရင်လည်းရန်သူမျိုး ငါးပါးထဲမှာမင်းဟာအစိုးရဟာမင်းနဲ့အစိုးရကိုရန်သူထဲမှာထည့်ထားတာခင်ဗျာနော်အဲ့တော့အစိုးရတွေမင်းတွေဆိုတာကဟိုပြည်သူလူထုကအစိုးရတွေမင်းတွေဆိုတာကတစ်ဖက်နီးနဲ့ပြန်ကြည့်ရင်မင်းပေါ့ဗျာနော်ပြည်သူလူထုကလူပေါ့ဟုတ်လားအဲ့တော့ဒီဒီအစိုးရဆိုတဲ့မင်းတွေကိုပြည်သူလူထုကစီးတဲ့အခါမှာဇက်ကျိုးကိုနိုင်နေအောင်ထိန်းပြီးတော့စီးနိုင်တဲ့အနေအထားတစ်မျိုးကိုရောက်မှဒီအစိုးရနဲ့မင်းတွေဟာ မာနတ်တွေမကောင်းဆိုးဝါးတွေရန်သူမျိုး၅ပါးတွေကနေပြီးတော့မပါမှာခမရနော်မပါမှာအဲ့တော့အကိုကြီးကျွန်တော်ရဲ့ live ထဲမှာဝင်ပြီးတော့မတ်မယ်ဆိုလို့ရှိရင်ခမရကိုယ့်အနေကိုပြည့်စုံအောင်အရင်ဆုံးလေ့လာဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီနော်ဒီဥဟာတဝါနဲ့ဒီပြူစောတီးတွေအခြားဒေတာမှာရှိတဲ့ပြူစောတီးတွေကဒီလိုအခြေအနေမျိုးတွေနဲ့ယူပဲသူတို့ကြုံတွေ့နေရတာဟုတ်လားဒီလိုအခြေအနေမျိုးတွေနဲ့ယူပဲသူတို့ကြုံတွေ့နေကြရတာ စားနေရတာမရှိဘူးနော်လက်နဲ့ကြည်စံခဲရန်အပြည့်အဝမရှိဘူးသူတို့မိသားစုတွေအကြီးအကျယ်ဒုက္ခရောက်တယ်လေအခုချိန်ထိပဲနော်လဲဆိုင်လို့မရဘူးဟုတ်လားအော်သူတို့သွားရင်းတို့လို့လို့လက်တချို့ဥမာဥပသွားနေရဆိုတာအဝိုင်းခံတာအပိတ်ခံတာတဲ့နေရာလေးဖြစ်တယ်လေဗျာထွက်ဖို့အတွက်ကိုဟုတ်တယ်ဗျာတော်တော်ခက်တယ်နော်အဲ့တော့အစအစအရာမပြည့်စုံတဲ့အပြင်ကိုဒီစစ်တပ်ကဒီဟိုနေ့ဒီဒီမာဖီးယားကမာဖီးယားတွေက ဟုတ်လားလူဘဝချင်း အခွဲခြားဆက်ဆံချင်းကိုလည်းခံနေရတယ်ပြီးရင်တေလို့ရှိလို့ရှိရင်ဒီပြူစောတီးတွေကရှေ့ကနေပြီးတော့တေကြတာနော်အဲ့တော့ဒါကို ကျွန်တော်တို့ဒီဘက်ဟလာဒီဘက်ဆိုတာကဒီဆရာနာရှင်စနစ်ငါတို့ခင်မှာနောက်ဆုံးဖြစ်ရမယ်ဆိုတော့ကျွေးကြော်ပြီးတော့နီးလဲမျိုးစုံနဲ့တိုက်ပွဲဝင်နေတဲ့လူတွေအဲ့တော့လက်နက်ကင်တိုက်ပွဲကိုဝင်နေတဲ့လူတွေဆိုလို့ရှိရင်ကိုကစစ်ကြီးပဲတိုက်လို့မရဘူးเนาะ ကျွန်တော်တို့အခုပြောနေဆိုနေတာတွေကဟုတ်လားဘယ်နေရာမှာတော့ဘယ်နှကောင်ကိုရှင်းလိုက်ပြီဘယ်နေရာမှာတော့ဘယ်နှကောင်ကိုဘလို့ချလိုက်တာဘယ်နေရာဒါတွေကိုမပြောအောင်မဟုတ်ဘူးနော်ပြောတော့ပြောရမယ်ဒါပေမဲ့စစ်ဆိုတာကစစ်တီပဲတိုက်နေလို့မရဘူးဟုတ်လားစိတ်တဲ့စစ်စင်ရေးတွေနော်တန်တမန်ရေးတွေမဟာမိတ်တိဆောက်ရေးတွေမဟာမိတ်ဆက်ဆံရေးတွေအပြောင်းအရွှေ့တွေကိုကျွန်တော်တို့ကလှုပ်တတ်ရမယ်လှုပ်နိုင်ရမယ်ဒါတွေကိုလှုပ်ရမယ်အဲ့လိုမျိုးမှမလှုပ်ဖဲနဲ့ ကျွန်တော်တို့တိုင်းပြည်မှာဒီစစ်တပ်ကိုများတို့ဒီလက်နဲ့လက်နဲ့ချင်းတိုက်ဖို့ဆိုတာတော်တော်ခက်ခဲတယ်เนาะဒါကြောင့်မလို့ကျွန်တော်ကပြောပြနေတာဟုတ်လားဒီပြူစောတီးတွေနေတနိုင်ငံအနှံ့ပြားမှာရှိနေတယ်ပြူစောတီးတွေဟုတ်လားဒီဟိုနည်းနေဆိုတာကိုယ့်ဘက်ကိုပေါအောင်စီးဟောင်းရမှာ90ရာခိုင်နှုန်းတော့ပြူစောတီးတွေကသူတို့မကြိုက်ဘူးသူတို့မခံနိုင်ဘူးသူတို့မကျေနပ်ဘူးဒီစစ်တပ်ကိုเนาะသူတို့မကျေနပ်ဘူးမခံနိုင်ဘူး နော်ဒါကိုကိုကတိပြီးတော့ exploit လုပ်နိုင်ရမယ်အခုဗျာဒီမာဖီးယားတွေဆိုမာဖီးယားအချင်းချင်း exploit လုပ်တယ်ဟုတ်လား BGF နော်အခု DKB အထရိုဦးနေဖြစ်လိုက်ပြီးရေကောက်ပွဲကိုအတိမဲ့ပြူပါတယ်ဘာညာဆိုပြီးတော့နင်းဖြစ်တယ်စစ်စင်ယူသူတို့အဲ့တော့မှလုပ်တယ်ဟုတ်လားအိန္ဒိယနဲ့တွားပြီးတော့သူတို့မာမေအပေးယူလုပ်တယ် အမမေးဆက်ဆံရေးတဏမန်ကြီးဆိုတာနော်ဘယ်တိုင်းကြီးကမှအလကားမပေးဘူးဘယ်ရမှအလကားမပေးဘူးပေးယူလောက်ရမယ်ဟုတ်တယ်ဗလားအတရုံနဲ့သွားလုပ်ပြီးတော့မှအခုစစ်စင်ကြီးကိုလောက်တာလေကိုစီကိုကျွန်တော်တို့တိုင်းကြီးမှာလက်နက်ကင်တိုင်းကလက်နက်ကင်အဖွဲ့စည်းတွေရောအခြားလက်နက်ကင်အဖွဲ့စည်းတွေရောအများကြီးရှိတယ်ကိုရဲ့သူတို့သူတို့တွေအကုန်လုံးကလည်းသူတို့ရဲ့အကျိုးစီးပွားနဲ့သူတို့ရဲ့ရည်တည်ရေးအနေထားနဲ့သူတို့ရဲ့အခြေအနေနဲ့သူတို့ကလည်းသူတို့ run နေကြတယ် တက်ရှူစစ်တပ်အနေနဲ့ဒီမာဖီးယားတွေအနေနဲ့ကခင်ဗျားတို့တက်ရှူဖြိုခွဲဖို့အတွက်အရန်လွယ်တယ်အရန်လွယ်တယ်နော်အဲ့တော့ကိုကအဲ့လိုသူ့ကိုတက်သူကကိုကိုလာပြီးတော့ဟုတ်လားဒီကိုရဲ့မဟာမိတ်တွေကိုဖြိုခွဲပြီးတော့မဟာမိတ်တိဆောက်သွားတာတွေအပြောင်းရွှေ့လုတ်သွားတာတွေအပေးယူလုတ်သွားတာတွေကို မလုံအောင်အတွက်ကိုလည်းလုံအောင်မှာဖြစ်တယ်လို့သူ့ရဲ့အားနဲ့ချက်ကြီးပြရှင်းနေတာပဲဘွေးနေတာပဲ နော်သူ့ရဲ့အားနဲ့ဒီရှင်းနေတာဘွေးနေတာပဲသူစောရီးရဲ့လက်ထဲမှာလက်နဲ့ကင်တာတဲ့နော်သူစောရီးရဲ့ဒီစစ်တပ်နဲ့အဆင်မပြေဘူးနော်သူတို့မိသားစုတွေအဆင်မပြေဘူးလက်နဲ့ရိတ်ခါအဆအဆအရာရာအဆင်မပြေဘူးနော်အဲ့တော့အဆင်မပြေတဲ့အတွက်အခုနောက်အခုဆိုရင်ပြူစောရီးတွေကဘာဖြစ်လဲအခုမှမဟုတ်ပါဘူးကျွန်တော်ပြန်လာပြီးတဲ့ကျွန်တော်စီကို message message တွေပို့တယ်အခုတော့ဥဝသွားနေကျွန်တော်နဲ့အဆက်အသွယ်မရှိဘူးနော်ကျွန်တော်နဲ့လည်းဝန်ရင်းပြည့်ပြီးတော့ကျွန်တော်ဥဝသွားစီကိုပို့ပေးလိုက်တယ်ဟုတ်လား ခဏဒီအလူရစီရနေပြီးတော့ခဏပတ်စံနေတောင်းနေလေဗျာဟုတ်လားတထောင်အရင်တော့တထောင်အခုဆို9000လောက်ဖြစ်သွားပြီဗောဟုတ်တယ်ဗလားဟိုမှာစားရရမရှိလဲတောင်လှုပ်လို့မရအပြင်းအောင်ကောင်းကောင်းမှုမှုသွာလာလို့မရပဲနဲ့ဖုန်းကြီးတော့မှာကပ်ပြီးတော့ခိုးလုံနေရတဲ့လူတွေဟုတ်လားအာအခြားတွေလည်းဘာမှအလောက်ကန်စီးပွားမရှိကျွဲတွေနွားတွေပျောက်ဆုံးအကုန်လုံးပျောက်ဆုံးဒီလူတွေစီရနေပြီးတော့နောက်ဆုံးပြူစောတိတွေဟာဓမြတိုက်ရတယ် စက်ကြီးကောက်နေရတယ်။နောက်ဆက်တွဲတွေအနေနဲ့ဒါတွေဖြစ်တယ်ဟုတ်တယ်မလား။အဲ့တော့သူတို့ကရှေ့ရလဲတေရတယ်သူတို့ဒေသကိုလဲသူတို့ကာကွယ်ရတယ်ဒီမာဖီးယားတွေရဲ့လူပေါ်လူစော်လုပ်လူဘာဝပြီးတော့ပားရိုက်ခံခြင်းတွေချိန်ထောက်ခံခြင်းတွေဟုတ်လားမတရားလုပ်ခံခြင်းတွေဆိုတာကိုလဲဖန်နေရတယ်အစ်မပြေဘူးဒီစစ်တပ်နဲ့ပြူစော်ဒီနဲ့ဒါကိုကျွန်တော်တို့တွေက exploit လုပ်နိုင်ရမယ် နော်မာမိတ်တီဆောက်နိုင်ရမယ်အပြောင်းရွှေ့တွေလုံနိုင်ရမယ်ပြူစောတီးတွေကိုကိုယ့်ဘက်ကို လုံးလုံးပါလာအောင်လို့မစည်းရုံနိုင်တော့မှဟဟလာကျွန်တော်တဆိုးလုံးလေးရန်ကုန်တို့ဘာလို့မှရှိတဲ့ပြူစောတီးတွေကိုပြောနေတာမဟုတ်ဘူးနော်ခင်ဗျားတို့စစ်တောင်းမြဝမ်းတို့စကိုင်းလွင်ပြင်တို့ဟဟလာဒီပဲလွင်ဒီပဲလွင်ပြင်တို့ကြောက်ဒီဒေတာတွေမှာရှိတဲ့ပြူစောတီးတွေကိုခင်ဗျားတို့ကိုယ့်ဘက်ကိုလုံးလုံးပါလာအောင်မစည်းရုံနိုင်တော့မှပဲ သူတို့ကိုအင်အားတွေဖြစ်အောင် လုပ်ဖို့အတွက်ကိုအဲ့ဒေတာမှာရှိတဲ့ဟုတ်လားနိုင်ငံရေးခေါင်းဆောင်တွေဟုတ်လားစီရေးခေါင်းဆောင်တွေကခင်ဗျားတို့စီမံချက်တည်တည်ချာချာကောင်းကောင်းမွန်မွန်ချပြီးတော့ကိုယ့်ဘက်ကိုပအောင်လုပ်ရမယ်ဒါကမဟာဗျူဟာမြောက်ပဲဒီဟာတွေကဒီလုပ်ငန်းစဉ်တွေကဒါတွေကိုလုပ်ရမယ်ကျွန်တော်ကဒီကနေပြောတော့မင်းပါးစပ်နဲ့ပြောတာလွယ်တယ်လက်တွေ့လောက်တာမလွယ်ဘူးဆိုတော့ အဲ့ဘောဘယ်ရာမှလက်တွေ့လို့ဟိုဒီကိစ္စတွေကလွယ်တာမဟုတ်တာခက်ခဲတဲ့အရာတွေဒါပေမဲ့ခက်ခဲတဲ့အရာတွေမှမလုံနိုင်ဘဲနဲ့ဒီဆရာနာရှင်စနစ်ကိုခင်ဗျားတို့သူလဲကြည်စံကိုလဲကြည်စံတယ်ဘလို့တိုက်မလဲကိုကိုလောလောဆယ်မှာနိုင်ငံကြီးတနိုင်ငံကလည်းဟုတ်လားယောဟေးယောဒီမှာမင်းတို့တွေဒီကောင်တွေရဲ့လေရင်တွေတစ်ချဖို့ဒီမှာစတင်ကယူအတူမှလည်းလာမပေးနိုင်သေးဘူးဟုတ်ရပလားအဲကိုမှရှိတဲ့ဒီ KIA ဟုတ်လား MNDA အခုဆို MNDA ကတင်ငန်းစာပဲဟုတ်လားနော်သူ့ရဲ့လောဘနဲ့သူ့ရဲ့ဟွန်းနှင်းဖြစ်မှုအတွက်ကို तू အခုကဲ तू နည်းမြေတွေပြန်ပြီးတော့ तू ပေးလိုက်ပြီနော်အဲ့တော့ဒါထားလိုက်တော့တယောက်နဲ့တယောက်ခွင့်လွှတ်လိုက်ချေအေးလိုက်မဟာမိတ်တိဆောက်ရေးကိုမြင်းမြန်ဆန်ဆန်ပြန်လုပ်ရမယ်အတူတူပြန်ပြီးတော့လက်တွဲရမယ်ညတော့ဒီတစ်ချိန်ဒီအခွင့်အရေးဥမှာဆုံးရှုံးမယ်ဆိုလို့ရှိလို့ရှိရင်နောက်ထပ်ရလာမယ်အခွင့်အရေးကမလွယ်ဘူးနော်နော်အဲ့တော့ကြောင့်မလို့ ဒီ KIA MNDA ဟလာ AA နော် KNU ဟလာဒီမှာ chain data မှာရှိတဲ့အဖွဲ့တွေဒါတွေအားလုံးကိုကျွန်တော်တို့မာမိတ်တစ်ခုအဖြစ်ကြစ်ကြစ်လစ်လစ်နဲ့အရင်တိဆောက်ကမယ်နော်အရင်တိဆောက်ပြီးတော့ဒီပြူစောတီးတွေကိုကိုယ့်ရဲ့ဘက်ကိုပါလာအောင်ရှင်ဟိုသူ့ဘက်ကိုယ့်ဘက်ဆက်ဆက်ဖြစ်ဖြစ်ချင်းမှာအားလုံးသွေးပူနေတဲ့အချိန်မှာခြားကြတဲ့ဟာတွေဟာ ကုံသွားပြီအချိန်၅နှစ်ရှိသွားပြီ ထားလိုက်တော့ဒါတွေကိုရှင်းဆက်ပြီးတော့ဒါမျိုးတွေမလည်းမဖြစ်တော့ပါဘူးဟုတ်တယ်ဗလားနော်ကိုယ့်ရဲ့ shift type ပြီးဆို emotion ကိုထိမ့်သိမ်းရတော့ဒါဒါအတွေ့အကြုံတွေရတဲ့အတွက်ရင့်ကျက်သွားတဲ့အတွက်ဒါမျိုးတွေနောက်ပိုင်းမှာမဖြစ်ကြတော့ဘူးကောင်းတယ်အဲ့တော့ကိုကဒီလူတွေကိုကိုယ့်တက်ကိုပါလောင်အတွက်ကိုသူတို့ရဲ့ညာလက်ယုံဖြစ်တဲ့ပူစောတိတွေကိုခင်ဗျားတို့ဖြုတ်ပြဟုတ်လားအဲ့တော့ကဲပူစောတိတွေကိစ္စပြီးတဲ့အခါကျတော့မဘာတာ နော်မမသားဆိုလို့ရှိလို့ရှိရင်လေဒီတိုင်းပဲမမသားကဒီသူတို့ရဲ့ဒီမာဖီးယားစစ်တပ်အတွက်ကြောရိုးတစ်ခုပဲနော်ကြောရိုးတစ်ခုပဲဘာကြောရိုးလဲဝါရအမျိုးသားရေးအမျိုးဘာသာသာသနာနော်ပြီးရင်သူတို့ရဲ့ moral support နော်ဟာသူတို့ကတော့ထောက်ခံနေတဲ့ဘုန်းကြီးတွေရှိပါတယ်ထောက်ခံနေတဲ့လူတွေရှိပါတယ်သူတို့ထောက်ခံကြောင် အဆန္ဒတွေပြနေကြပါတယ်ဆိုတဲ့ Morris Spoke ကိုအများလဲညင်မှုအတွက်အပြင်ကိုသူတို့တက်ထဲမှာရှိတဲ့သူတို့တက်ထဲမှာတက်မိသားစုနဲ့တက်တင်နေခင်ဗျာ9သိန်း6သိန်းတော့ရှိတယ်ဒီဗျာဟုတ်တယ်ဗလားဒီလူတွေကိုပြန်ပြဖို့ဒီလူတွေကိုပြန်ပြဖို့ဟဲ့ဟဟုတ်လားဘုံမှုတွေအကြက်တက်သားတွေစစ်သားတွေရဲဘော်တွေအကုန်လုံးဟုတ်လားဝင်နေနေမိန်းမတွေပြီးရင်သူတို့တွေရဲ့ဝန်ထမ်းတွေဒီထဲမှာပြန်ပြဖို့နော်ဟဲ့ဒီမှာကြည့် ငါတို့မင်းတို့ထောက်ခံနေတဲ့ပြည်သူတွေရှိတယ်။ Morris Pope Morris Pope ပေးနေတာမဘာသာဆိုတာဒီမာဖီးယားစစ်တပ်ကိုနော်အဲ့တော့မဘာသာလူမျိုး Morris Pope ပေးနေတဲ့လူတွေရှိတယ်လူမျိုးအရင်တော့ကျွန်တော်တို့လိုလူမျိုးရောဗျာဟုတ်လားပြေပမှနေတယ်နော်အဲ့တော့ပြေပမှနေတဲ့အထူးသဖြင့်တော့ပြေပမှနေတဲ့လူတွေအထူးသဖြင့်တော့ဒီအမေရိကန်လိုနိုင်ငံမျိုးမှာနေတဲ့လူတွေပေါ့ဒီဒီမိုကရေစီဘိုးအေးကြီးဆိုတဲ့နိုင်ငံမျိုးမှာနေတဲ့လူတွေပေါ့နော် တော့ကျွန်တော်တို့ဒါမဲ့ကျွန်တော်အခုကြားပဲပြောလိုက်အောင်မယ်နော်ကိုကုလသမက ရုံးရှင်မှာဆန္နာဖော်ထုတ်တာတို့ဟုတ်လားစာပြီးတော့ဟောပြီးတော့ဆိုတော့မှဒီလူရောက်မှာခွေးမသားမင်းအွန်လိုင်းကိုကျွန်တော်တို့ထောက်ခံပါအောင်ကြောင်းဟုတ်လားအမင်းအွန်လိုင်းလူနေဖြစ်တဲ့ဟာတွေစစ်တက်ကြီးစိုးကြီးဝါရကြီးနဲ့စစ်တက်ကြီးပဲအုတ်ချောမယ်ဆိုတဲ့ဟာတွေကိုဟုတ်လားသဘောတူလို့ယုံကြည်လို့တွားပြီးတော့ဆန္နာပြထောက်ခံတဲ့ကြီးကျော်ချက်တွေမှာတခုမှမပါဘူးနော် အဲ့ဒါတွေကျွန်တော်တို့ပါတဲ့ဟာတွေကဒီမိုကရေစီတန်လေတိဆောက်ဖို့ fair ပြည်တော်စုဟိုနည်းဖြစ်ဖို့ဒါတွေဒါတွေညာတွေဟုတ်လားအကြမ်းဖက်မှုတွေဖြစ်နေတာတွေရက်ဆိုင်မှုဒါပဲပါတယ်နော်ဒီမင်းအွန်လိုင်းနဲ့စစ်တပ်ကြီးစိုးရေးဝါဒကိုထောက်ခံပါကြောင်းတက်မရော်သာအမိတက်မရော်သာအဖဟုတ်လားဆိုတဲ့တက်မရော်သာကျေးဇူးရှင်ကြီးပါဆိုတဲ့ဟာမျိုးတွေကြွေးကြော်တယ်နဲ့ကျွန်တော်တို့သွားပြီးတော့ဆန္ဒဖော်ထုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်တို့သွားပြီးတော့ဆန္ဒဖော်ထုတ်ခဲ့တာအနီးအစိတ်အကုန်လုံး เนาะပြည်သူတွေအတွက်ကိုပဲကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့ယုံကြည်ချက်နဲ့ဆန္ဒဖော်ထုတ်တာဒါကိုပဲသူတို့စစ်တပ်တွေကနေပြီးတော့ဟလာအသွင်ယူထားတဲ့အကောင့်တွေပေါ့ဗျာ YouTube မှာဆိုရင်လည်းရှိတာပေါ့ဟုတ်တယ်ဗလားဟာအဘသားလို့ပေါ့နော်ကျွန်တော်နှလုံးသားထဲမှာတစ်ဆက်တစ်ဆက်နားတယ်နော်ကိုကဟောကိုဘာမှမပြောနေမဖြစ်ချင်လို့မပြောတော့ဟာလေးပဲတစိုက်လိုက်ကတ်နေတာအဘသားလို့ပါဟုတ်ဘောမကတ်တာနားလေလို့ရတယ်ဘယ်တော့မှအဘသားဖြစ်ဘယ်ကောင်းရဲ့သားကိုဖြစ်ရမှာ ဟမ်အခုဒီနေ့အချိန်ဒီဘသူကိုမှလည်းဆရာမတင်တယ်လို့ဘသူကိုမှလည်းကို admire ဖြစ်တဲ့ aspiration ဖြစ်တဲ့ခေါင်းဆောင်မရှိသေးဘူးမင်းရောက်လိုက်ဆိုပူဆိုးတယ်ရှင်းတယ်ရှင်းတယ်နော်ရှင်းတယ်နော်အဲ့ဒါကြောင့်မို့အခုလည်းမခေါ်တော့ပါဘူးအရင်တော့ခေါ်တာကိုခေါ်ခေါ်ကြလို့ပြောတာအဘတာအဘတာအဲ့တော့ဇလန်းဆက်လိုက်တာပေါ့အဲ့တော့ဒီလိုဒီမိုကရေစီဘိုးအီတိုင်းမှာလို့နေတဲ့လူတွေကနေပြီးတော့ သဘောထားပေါ့ဗျာကျွန်တော်တို့လူကြီးတို့ဓာမျိုးတွေလှုပ်တယ်ဟုတ်လား live တွေလွှင့်တယ်ဟုတ်လားပြောတယ်ဆိုတယ်ပေါ့နော်အဲ့တော့အဲ့လို live တွေလွှင့်တယ်ပြောတယ်ဆိုတယ်ဆိုတဲ့အကြောင်းအရာတွေကဒီစစ်တပ်အကောင်တွေကသူတို့အများပြည်သူလူထုသိတာမသိတာအဓိကအရေးမကြီးဘူးနော်သူတို့တွေကအဲ့လိုကျွန်တော်တို့ပြောတာဆိုတာတွေကို share ပြီးတော့ သူတို့ရဲ့အမာခံဝန်တန်းတွေတောက်တိုင်းတွေဟုတ်လားသူတို့ရဲ့စစ်တပ်ထဲမှာရှိတဲ့စစ်တပ်မိသားစုဝင်တွေစစ်သားတွေကိုပြလာပြလာအဲ့ဒါတွေကိုแชร์ပြီးတော့ပြလာဟဲ့ဒီမှာကြည်ကိုချိုအီးစိုးဘာလို့ဆိုတာအမေရိကန်မှာနေနေတာဒီမိုကရေစီဘိုးအတိုင်းကြီးမှာနေနေတာမင်းတို့ငါတို့ဒီလိုထောက်ခံနေတာမင်းတို့ငါတို့ရဲ့လှုပ်ဆောင်ချက်တွေက ဓမ္မဖြစ်တယ်တိုင်းပြည်ရဲ့လူဝဲချက်ဖြစ်တယ်ငါတို့မရှိမလို့ရှိမရဘူးငါတို့မရှိတယ်ဒါကြောင့်ငါတို့အဲ့တော့သူတို့လုပ်တဲ့ဟာတွေကတရားပါတယ်မှန်ပါတယ်လုံတင်လို့လုံထိုက်လို့လုံနေရပါတယ်ဆိုတဲ့နော်အမြင်မျိုးယုံကြည်ချက်မျိုးစိတ်တဲ့ရည်ရမျိုးရှားဖို့အတွက်ကို moral support ဒီစစ်တပ်မှလိုတယ်အဲ့တော့အဲ့ဒီ moral support ကို လုံနေတဲ့မဘာသာဒီမဘာသာတွေရဲ့ ကိုလည်းကျွန်တော်တို့ဘက်ကပေါင်စည်းရမယ်ဒီမဘာသားတွေကဒီမာဖီးယားစစ်တပ်ကဘယ်လဲယုံနေနော်အဲ့တော့ဒီစစ်တပ်ကဘယ်လဲယုံနေဖြစ်တဲ့မမဘာသားနဲ့ညာလဲယုံဖြစ်တဲ့ဒူစောတီကိုကျွန်တော်တို့တွေကထုတ်ပလိုက်ရမယ်ဘယ်လဲယုံညာလဲယုံအဲ့လိုဖြုတ်ပလိုက်လို့မျိုးပဲအခုပြေပမှာဗျာလက်ချိုးရလူရပါတယ်နည်းနည်းပပဟုတ်လားဘာပဲဖြစ်ဖြစ်နော်အဲ့လိုလူတွေသူတို့ပြောနေတဲ့ဟာတွေကိုလေဒီစစ်တပ်ကအကောင်နေစစ်တပ်ထဲကသူတို့ ီဖေဖေကြီးကိုအရင်ဖေဖေကြီးမှဖေဖေကြီးဖြစ်နေတဲ့လူတွေကရှယ်ပြီးတော့သူတို့အချင်းချင်းတွေထဲမှာပြပြီးတော့မင်းတို့ငါတို့ကိုနော်ထောက်ခံနေတဲ့လူတွေရှိပါသေးတယ်မင်းတို့ငါတို့လုံနေတဲ့ဟာတွေကနော်တိုင်းပြည်ရဲ့လိုအပ်ချက်ရလုံနေတာအမှန်တွေလုံနေတာပါဆိုတဲ့ဟာကိုသူတို့ကပြတ အဲ့တော့ဒီမဘာသာတွေရောဒီပြပမှာရှိတဲ့လူတချို့ရောပြင်းနေမှာဒီလိုပြောနေဆိုနေကြတွေဟာသူတို့ကနဲလဲနဲပလေစီမော်ရယ်စပို့ကိုသူတို့လုပ်နေတာအခုပြင်းနေမှာဆိုမီဒီယာအမိခံထားရပေါ့ဗျာဒါပေမဲ့တကယ်တကယ်လည်းကျတော့ပြင်းနေမှာဘိုင်အမီဒီယာမှမရှိဘူးနော်အမာဖီးယားလက်ကင်တုပ်တွေပဲရှိတယ်အဲသဘောထားနာမည်တက်ပြီးပြောရလို့ရှိရင်အခုကျော်မျိုးမင်းတို့ဟုတ်လားကျော်စိုးဦးတို့နော်ကျွန်တော် သူတို့တွေရဲ့ဟုတ်လားဒီ YouTube တွေဟုတ်လားဒီဟိုနည်းနေဟာเนาะဒီစစ်တပ်ကအကောင့်ခွဲနေဖွင့်ထားတဲ့အကောင့်တွေမရှိဘူးဆိုလို့ရှိရင်သူတို့ဟာတွေကိုလူမမြင်ဘူးသူတို့ဟာတွေကိုလူမမြင်ဘူးနံပါတ်၁ချက်နော်အဲ့တော့ဒီစစ်တပ်ကဖွဲ့ထားတဲ့ဒီအကောင့်ခွဲတွေနဲ့သူတို့လုတ်ပြီးတင်တဲ့ဟာတွေကိုအဲ့ဒီအကောင့်ခွဲတွေကနေပြီးတော့အကောင့်နင်းတွေကနေပြီးတော့သူတို့ကแชร์တယ်ပြီးရင်သူတို့အသွင်ယူထားတဲ့အကောင့်တွေရှိတယ်နော်အာဒီဘက်ကလိုလိုဟိုဘက်ကလိုလို နော်အတွင်ယူထားတဲ့အကောင့်လေးရှိရဟိုဘက်ကဟာတွေကိုလည်းသူတို့ယူလာတယ်ကိုဘက်ကဟာတွေကိုလည်းသူတို့ယူလာတယ်ဂျားညက်ပေါ်ပြနော်အတွင်ယူပြီးတော့ထားတဲ့အကောင့်လေးရှိတယ်အဲ့တော့အဲ့ဒီအကောင့်တွေကနေပြီးတော့လဲအာသူတို့ရဲ့ဟာတွေကိုအာယူပြီးတော့ထန်တယ်အပြီးတဲ့အခါကျလို့ရှိရင်တချို့ reaction တွေအတွင်ယူထားတဲ့ reaction တွေရှိပြီးတယ်နော်အဒီ reaction အကောင့်တွေကလည်းအာသူတို့ဟာတွေဒီဘိုင်းတစားကိုဖြတ်ပြီးတော့ယူတယ်အော်ယူပြီးတော့ဒီလိုနီးနေတယ် အပြောတဲ့အခါဆိုတဲ့အခါဖြန့်နေဟာရဲ့အတိတ်ရွေချက်ကနားတို့ဒီတော်လန်ကြီးလုံနေတဲ့လူတွေအတွက်လည်းမဟုတ်ဘူးနော်အများပြည်သူလူထုအတွက်လည်းမဟုတ်ဘူးအများပြည်သူလူထုကတို့ဟာတို့ရဲ့အတိတ်ရွေချက်ကတို့ရဲ့ဒီတက်တွင်းထဲမှာရှိတဲ့တို့ရဲ့ဒီစစ်သားတွေဟုတ်လားတို့ရဲ့ဒီဟိုနည်းတွေပေါ့ဗျာဝန်တန်းတွေမိသားစုတွေဒါတွေကိုပြဖို့တို့ရဲ့ရွေချက်ဒါတွေကိုပြရင်ရွေချက်အဓိကအကြောင်းရင်းပါလဲ moral support နော်မော်ရစ်ပို့လိုအပ်နေတဲ့အတွက်စိတ်သက်ရေးရာ အားပေးတဲ့ထောက်ခံတဲ့နော်ဟာတွေလိုအပ်နေတဲ့အတွက်သူတို့ကဒါတွေကိုဒါမျိုးလုပ်နေတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီပြူစောတိဆိုတဲ့နော်ဒီအဖွဲရဲ့ညာလက်ယုံရဲ့ဒီမဘာသာဆိုတဲ့ဖဲလဲယုံငယ်ကိုကျွန်တော်တို့ကဖြုတ်လိုက်လို့ရှိရင်ညာလက်ယုံဖြစ်တဲ့သူတို့ကိုခြေတန်းမှာအသေးခံပြီးတော့တိုက်ပေးနေတဲ့ဒေသလုံးကျုံကြီးအတွက်တည်င်းအတွက်အာ တို့ကလူဥမာပြဥပသွားဆိုဘလောက်တော့ကြီးလဲနော်သူတို့မှလက်နဲ့မရှိရိတ်ကမရှိကြီးတယ်မရှိဟလာအာနေဖြစ်နေတဲ့အချိန်ကြောင့်တော့သူတို့ကဲတိမိတိမိတမတော်ကြီးနော်ဟာငါတို့စစ်တပ်ကြီးရတိုင်းပြည်ကိုကာကွယ်နေတယ်ဒါခင်မိတမတော်ကြီးအခင်မိတမတော်ကြီးရောက်လာပြမင်းအောင်လည်းခင်မိတမတော်ကြီးရောက်လာအာစစ်သားတွေကစုပ်ပြတချို့ဆိုအဝေးစားမရှိဟမ်ဖဏတ်မပါဖဏတ်မရှိဟမ် စားစရာမရှိဘူးဥပဒေအရပြောတာငါကွာတဲ့ငါတို့မှမရှိရတဲ့ဈာထဲမှာငါတို့ရဲ့ရှိတဲ့ဟာလေးကိုဒီကောင်လေးကိုပေးလိုက်ရတယ်တဲ့ကဲအာဖနက်တီအဝေးစားတွေဟမ်စားရရဥမဒုက္ခရောက်လို့ပေါ်ပြီးတော့မှလက်ခံပြီးတော့တင်လာတဲ့ဒုက္ခတွေတွေကအများကြီးပဲအဲ့သူတို့မရှိတဲ့ဈာထဲကနေပြီးတော့ဒီမေယောင်ကခိမိစစ်တက်ကြီးကိုအဲ့ဒီဟာတွေအကုန်လုံးပေးလိုက်စင်းစားကြည့်ရင် เนาะအဲ့တော့အဲ့လိုအခြေအနေတွေဖြစ်နေတဲ့ဟာကိုเนาะကျွန်တော်တို့တွေကကောင်းကောင်း exploit လုပ်ပြီးတော့ဒီ mafia စစ်တပ်ကြီးရဲ့ဘယ်လဲယုံနဲ့ညာလဲယုံကိုဖြုတ်ချလိုက်ခြင်းအဖြစ်တစ်ဖက်ကလက်နက်ကင်အဖွဲ့เนาะတက်ဝိုင်းကိုအတွက်အရန်အောင်မြင်ဘူးပဲတစ်ဖက်ကဒီ moral support လုပ်နေတဲ့ဒီမဘာသာအုပ်ကိုเนาะနှားတို့ကိုယ့်ဘက်ကိုပအောင် စီးယုံနိုင်လို့ရှိလို့ရှိလို့ရှိရင်ဒါကျွန်တော်တို့အတွက်က စစ်မတိုက်ရပဲနဲ့ခင်ဗျာဟိုလာရှုပ်မရောက်နိုင်ပြန်ယူသလိုမျိုးပေါ့ဗျာနော်စစ်မတိုက်ရပဲနဲ့ရတဲ့အောင်ပွဲတစ်ခုပဲအဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာအဓိကအရေးကြီးလိုအပ်နေတာဆရာနာရှင်စနစ်ပြုတ်ကြဖို့အတွက်အဓိကအရေးကြီးလိုအပ်နေတာကအဲ့ဒီနှစ်ချက်ပြီးတဲ့အခါကျရင်နိုင်ငံရေးအကျဉ်းသားတွေအမြင်လွတ်မြောက်ဖို့ဒါက urgent demand လို့လည်းခေါ်တယ်။ urgent demand ဖြစ်တယ်လို့ strategic demand လည်းဖြစ်တယ် နော်ကျွန်တော်တို့ဒီပြည်ရင်းထဲမှာလုံးဝကစင်ကလျားဖြစ်သွားတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်ကိုစုဖွဲ့မှုတွေပြန်ပြီးတော့လုံနိုင်မှုအတွက်ကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေနည်းနည်းလွတ်ဖို့အတွက်ကိုစူးစမ်းရမယ်ကျွန်တော်ရဲ့ like ကဒီနေ့ဒီလောက်ပဲเนาะအားလုံးကျေးဇူးတင်